ားလုံးမင်္ဂလာပါဆရာတို့ဒီခါတော့ WA question တွေအကြောင်းဆက်ပြီးတော့မှလေ့လာသွားပါမယ်ဆိုတော့ WA question တွေကကြတော့ဒါ read the passage ဖြည့်တဲ့အခါမှာအရင်အသုံးဝင်တဲ့အပိုင်းတစ်ပိုင်းနဲ့မှပါတယ်ပေါ့နော်ဆိုတော့ read the passage တွေမေးလာပြီဆိုရင် what နဲ့မေးတာရှိတယ် how နေနဲ့မေးတာရှိတယ် which တွေ why နေ why မေးကုန်ကတော့အကြိုက်ဆုံးနေပေါ့နော်ခဏခဏမေးကြတာတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ wh question တွေအကြောင်းဆက်ပြီးမှလေ့လာသွားပါမယ်ကဲ wh မှာ number 1ကြီးကြဆိုပေါ့နော် number 1မှာဗာမေးတောင်းဆိုရင် who တဲ့ ခုဆိုတာကဘာတူလဲမြန်မာလို့ဆိုဘာတူလဲပေါ့ဘောင်မရအောင်ဆိုရင် subject ကိုမေးတာနော် subject ပြုလုပ်တဲ့သူမေးတာနောက်ကနံပါတ်1က home ဘာတူကိုလဲဆို object နော်ဘာတူကဘာတူကိုလောက်ထားလဲဆိုရယ်ပုံစံမျိုးပေါ့နော် object ဖက်ဒါပေမဲ့အဲ့မှာပြောချင်တာကကျတော့တို့အာဒီ who ကတော့အမေးများပြီးတော့ home ကတော့အမေးနေတယ်ပေါ့နော်ဒါနောက်က who's ကလည်းအဲ့လိုပဲ who's ကလည်းသူကအမေးနေရထားမှာပါတယ် who's ဘာတူဟာလဲဘာတူပိုင်ဆိုင်တဲ့အရာလဲပိုင်ဆိုင်မှုကိုမေးတာနောက်က when ကဲ when ကကြခဏခဏမေးတတ်တယ်ပေါ့နော် when ဆိုတဲ့ အာဟာကတော့သူခဏခဏမီလီမီတာရှိရဲထဲမှာပါတယ်အဒီ one ကကြာအချိန်ပေါ့အချိန်ကိုမေးတာဆိုပြောစင်တာကမိခုနဲ့မှာ if d တို့နောက်ခုကကြာ w ရှိရင် one နေပါလာပြီတို့အဲ့လိုမျိုးဆိုရင်နောက်ခုကဒီ a တို့နောက်ခုကအဲ on တို့စတဲ့ဖြစ်အဲ့လိုမျိုးတွေအချိန်နေပါလာပြီဆိုရင်အဲ့ဒါတွေတတိထားကြည့်ပေါ့နော်အဲ့ဒါတွေကအဖြေနေရာတွေပါဟာ where ဆိုတာဘယ်နေရာလဲပေါ့နေရာကိုမေးတာ เนาะဒီနေရာကိုမိတာဥမာဘယ်နေရာမှာရှိရလဲ at လာ in လာ on လာ enter လာ between လာစသဖြင့်အဲ့လိုမျိုးတွေမိတယ်ဒါပေမဲ့အမေးအများဆုံးပြောပါဆိုရင်တော့ဒီ၅ခုထဲမှာနံပါတ်1နဲ့နံပါတ်4ကအမေးအများဆုံးပါကဲပြီးရင်ချက်ပြီးသွားမယ်ဆို wish တဲ့ကဲ wish ကကြာဘယ်အရာလဲအကြောင်းအရာပစ္စည်းတွေမိတာဥမာထပ်ပါတော့เนาะ wish types of car ဘယ်လိုကားမျိုးလဲ wish types of robot ဘယ်လိုအာဒီစက်ရုံမျိုးလဲနောက်က which kinds of fruit ဘယ်လိုအသီးမျိုးလဲအဲ့လိုမျိုးသူကတွဲပြီးမေးတာမျိုးရှိရပါတော့ဆိုတော့သူကပစ္စည်းတွေအကြောင်းအရာတွေကိုမေးတာသူကခဏခဏလဲတွေ့ရတယ်ဒါမျိုးကနောက်က why ကကြတော့အကြောင်းပြချက်ကိုမေးရအောင်နော်ဘာကြောင့်လဲခဏခဏမေးကြတယ်ဆိုတော့အဲ့မှာဆိုရင် why နဲ့မေးရင် to black by one နဲ့ set ထားရှိတယ် because နဲ့ set ထားရှိတယ်နောက်တစ်ခါကျခါကျ that တွေနဲ့ရှိတာရှိတယ်ခါကျ so that တွေနဲ့ဆက်သွားရရှိတယ်ဒါတွေကဟိုပုံစံကိုဖတ်ပြီးဆိုရှင်ဘာနဲ့ဆက်မှာလဲဆိုတော့လိုက်ကြည့်လို့ရတယ်ဗောနော် နောက်ကနံပါတ်၈လည်းခဏခဏမေးရတဲ့မှာပါတယ် what ကဘာလဲပေါ့လူတွေလည်းမေးတာဖြစ်နိုင်တယ်လို့အချောင်းရည်မေးရလည်းဖြစ်နိုင်တယ်အဖြစ်ပြက်တွေအကုန်လုံးကိုမေးတာလည်းဖြစ်နိုင်တယ်ကျွန်တော်က how ကကြာဘလို့လဲငါအပြုမူမေးရပါတော့အာဘလို့သွားတာလဲအဲဆို how နဲ့မေးရင်များသောအဖြစ်က buy black buffer engine နဲ့ဖြည့်ကြတယ်လို့အမှတ်ကြရတယ်ပေါ့နော်ကဲနံပါတ်၁၀က how many ပေါ့ဘလောက်လောက်ဘလောက်လဲပေါ့သူအရေးအတွက်ကိုမေးတာအရေးအတွက်ကိုမှသူကရေးအတွက်လို့ရတဲ့နန်နေအချောင်းကိုမေးတာနော်ပြီးနောက်က how much ကဘလောက်လဲအတူတူပဲရေးအတွက်ကိုမေးတာဒါမဲ့သူကရေးအတွက်မရတာ ရေတွက်ရတာကြတော့ကိုယ်တွေတည်ပေါ့ရေတွက်မရတာကြတော့တို့ဘာရှိအောင်ဆိုရင်ဆန်စီတွေရှိသေးတယ်အချွေတွေအစိတ်ဆန်တွေအမုံတွေအမုံတွေအဲအဲ့ဒါတွေအကုန်လုံးကရေတွက်မရအခုဟောင်းလောင်းကအချိန်ဘယ်လောက်လောက်ကြာလဲဟိုကြာချိန်မိတယ်များသောအားဖြင့်4နဲ့ဆက်တာမျိုးကြီးခဏခဏတွေ့ရတယ်ပေါ့နော်ဟောင်းအော့ဖန်ကဘယ်နှချိန်လဲပေါ့အချိန်ယူတဲ့ကိုမိတာဥမာတရက်ကိုဥမာနှစ်ချိန်ထမင်းစားတယ်နော်တရက်ကိုနှစ်ချိန်ရေချိုးတယ် တပတ်ကိုတစ်ချိန်ကောင်းဆော်ရဲစသဖြင့်အဲ့လိုအချိန်ရက်တွေမေးတာနောက်ကဒီမှာဒါမျိုးမေးရတယ်နော် what kind ဆော့နော်နောင်မျိုးဆောင်မေးတာ what type ဆော့နောင်ဘယ်လိုနောင်မျိုးလဲနောင်မျိုးဆောင်မေးရအဲပြီးရင်နောက်ကဒီလိုမျိုးလေခဏခဏမေးရတယ် what happened to the noun ဆိုလို့ရှိရင် နောင်ကိုပြန်ပြီးတော့ရှေးလိုက်ပြီးရှေ့မှာဘတ်တူးနဲ့မေးလို့ဘတ်တူးနဲ့ပြန်ဖြေနောက်က what can happen to the noun ဆိုရင်နောင်ကိုရှေးထုတ်မ can happen နဲ့မေးလို့ can but one နဲ့ပြန်ဖြေနောက်က what had happened to the noun ဆိုရင်ကဲဒီမှာနောင်ကိုရှေးထုတ်ပြီးနောက်က had had blab 3နဲ့ပြန်ဖြေနောက်ကမေးခွန်းမှာ but one နဲ့စမေးထားရဆိုလို့ရှိရင်တခါကျအဲ့ but one နောက်ကနေပြီးစတဲ့ဟာဒီဒါမေးခွန်းနေဖြစ်တယ်ဆိုတာကိုလည်းသိရှိရမယ်ပေါ့နော်ဒါဆိုရင်ဒီမှာဒီ အာမေကွန်းတွေနဲ့ဆိုလို့ရှိရင်ဒါတွေကတော့ဘာလဲဆိုရင်သူဆက်6မျိုးရှိပါတော့16မျိုးဒါလဲဆရာတီချာလေးရိုက်ပြီးတော့မှအဲဒီလိုအပေါ်လုံးတီချာနားလည်အောင်ပေါ့နော် read the passage ဖြည့်တဲ့အခါမှာလွယ်လွယ်ကူကူဖြည့်အောင်လို့ပြပြပေးထားပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုအစားဆုံးတည်ကြည့်ပေးတဲ့ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်